အားလုံးမင်္ဂလာပါ DBO ဟာကျွန်တော်၁၂လပိုင်းမှာတွေ့ကြုံလာမယ်စနေသားသမီးတွေရဲ့ကန့်အစိုးကောင်းလေးကိုကျွန်တော်တေရော့ကတ်ချိုးပြီးတော့ဟောကြားပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အတော့တေရော့ကိုယုံကြည်မှုရှိတဲ့စနေသားသမီးတွေကျွန်တော်ရဲ့ဟော့ကင်းကိုယုံကြည်မှုရှိတဲ့စနေသားသမီးတွေဒီတလတာမှာကိုယ့်ရဲ့ကန့်အစိုးကောင်းတွေကိုသိရှိနိုင်ဖို့အတွက်လိုက်လံပြီးတော့ကြိရှိနိုင်ပါတယ်ကျွန်တော်ကတော့အဘမင်းငါးရဲ့တပည့်ဆရာဆောင်ရအောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကအများနဲ့ဘေးရင်ရတရားနဲ့ပတ်သက်ပြီးတော့ တင်ဆက်ပေးနေရဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာဖြစ်ဒီဗီဒီယိုကို share လုပ်ပေးတာဖြစ်ကူညီပေးပါကျွန်တော်ဒီမှာ building ကြည့်ချင်တဲ့လူတွေကတော့ကျွန်တော်အကောက်ထဲမှာ phone number တင်ပေးထားပါတယ် viber နဲ့စင်ဆက်တွယ်ပြီးတော့ building မင်းမဲဆိုမေးလို့ရပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့စနေသားသမီးတွေကြုံတွေ့လာမယ်ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အဆိုးကောင်းလေးကိုစတင်ပြီးသုံးသပ်ခွင့်ပြုပါ စနေသားသမီးတွေဟာဒီလိုကာလမျိုးမှာကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုထောက်ပံ့ကောင်းတွေရရှိလာတယ်။ဝန်ထမ်းကောင်းတွေရရှိလာမဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဝန်ထမ်းအခက်အခဲဖြစ်နေတာတွေဝန်ထမ်းအဆင်မပြေဖြစ်နေတာတွေတွေ့ကြုံလာမဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုနဲ့စီးပွားရေးနဲ့ပတ်သက်နေတဲ့မိတ်ဆွေအပေါင်းအသင်းစီးပွားရေးပါတနာတွေနဲ့တွဲဆက်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေမှာတော့အားနည်းမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်မလို့ကိုတယောက်တည်းလှုပ်ဆောင်တဲ့ကိစ္စတွေမှာအောင်မြင်မှုအတိုင်းအတာတခုရရှိနေပြီးတော့အများနဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်တဲ့ကိစ္စတွေမှာတော့ခံခဲကြက်ကြမှုတချို့တွေကြုံတွေ့လာရနိုင်ပါတယ်။ဒီလိုကာလမျိုးမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေကိုတခြားလူတူတယောက်ကိုသွားပြီးကူညီတာမျိုးတိုင်ပင်တာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့လိလာသုံးသပ်ဖို့အတွက်သွားပြောဆိုတာမျိုးတွေဟာ ကိုတို့အကြံကောင်းဉာဏ်ကောင်းမရရှိတဲ့ပြင်ကိုယ့်ရဲ့လုပ်ငန်းရဲ့အားနည်းချက်အားသာချက်တွေတစ်ဖက်လူကတည်ရှိသွားပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကွက်ကြော်ရိုက်တာတွေကြော်တာတွေခွာတာတွေစသဖြင့်ဒီလိုကိစ္စတွေဖြစ်ပေါ်လာနိုင်ပါတယ်။ငွေကြေးကိစ္စတွေမှာတော့ကိုယ့်ရဲ့ရင်းနှီးရတဲ့လူတွေစီကနေစဉ်ငွေကြေးအထောက်ပံ့ကောင်းတွေရရှိလာတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒီကာလမှာငွေကြေးခက်ခဲဖြစ်လာတဲ့အခါမှာကိုယ်ရင်းနှီးရတဲ့ကိုယ်ချစ်ခင်ရတဲ့လူတွေစီကနေစဉ်အကူအညီတောင်းတာမျိုးချီးတာမျိုးငှားတာမျိုးတွေဟာ ကိုတို့ကတန်ထောက်ပံ့ကောင်းတွေရရှိလာနိုင်လို့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ထားတဲ့လုပ်ငန်းတချို့တွေမှာလည်းအောင်မြင်မှုရရှိပြီးတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းရရှိနေနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စိတ်တော့ကရောက်နေတာတွေးတော့ဘူးတွေးတော့ဘူးပြင်နေရတဲ့ကိစ္စတွေအထိုက်လျောက်ပြေလည်မှုရရှိသွားပြီးတော့ကုတ်တက်ပျော်ရွှင်စရာတွေကြုံတွေ့လာမယ့်အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။ ကျမကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းညီမှာတော့စနေသားသမီးတွေကဒီလိုကာလမှာအပူလောင်တာအပူဟတ်တာအပူကန်တာစသဖြင့်ခါတိုင်းဖျားမယ်ဆိုရင်အပူနေပေမဲ့အခုဖျားတဲ့အခါမှာအပူတွေပုံများနေတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့အပူတွေနဲ့ပတ်သက်တဲ့ကျွန်တော်ခန္ဓာကိုယ်အပူတွေအပြင်မှာရှိနေတဲ့အိမ်စောပူတာမျိုးမီးပူတာမျိုးနောက်တကလျှက်စစ်ဒက်လိုက်လိုကျင်းတာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်ပါတယ်။နိုင်ငံ user ကိုတော့လိုအပ်ပါတယ်။ နောက်ကတော့ကြုံတွေ့လာမယ့်ကျွန်တော်စနေသားသမီးတွေရဲ့အခြေအကျိစရင်ပတ်သက်တဲ့ကံဖြစ်ပါတယ်။ပြက်သားစရာရှိတယ်ပြက်သားပြီးတော့တယောက်နဲ့တယောက်ဘဝအတိတ်ရှောက်လန်းဖို့အတွက်ကံခွင့်လန်းနေပြေးလာမယ့်အချိန်ဒီပိုင်းကြတစ်ခုဖြစ်ပါတယ်။ဒီကာလတွေမှာပြက်မလို့လို့ဆက်မလို့လို့ဖြစ်နေတဲ့ကိစ္စတွေအပြီးပြက်ပြီးဆုံးသွားနိုင်တဲ့အချိန်ဒီအပိုင်းကြတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့အခြေအကျိစမှာပြက်သားမှုအားကောင်းနေတဲ့အချိန်ဒီပိုင်းကြတစ်ခုဖြည့်ရှင်းဖို့အတွက် အားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မဟုတ်အဆင်မပြေတဲ့ကိစ္စတွေမပြေလဲတဲ့ကိစ္စတွေအပြတ်သက်ဖြေရှင်းရမယ့်အချိန်ဒီပိုင်းခြားတစ်ခုကိုလည်းရရှိလာမယ်ဆက်သွဲရမလို့လို့ဆက်သွားမလို့လို့စတဲ့ဖြစ်ပေါ့နော်ဒီလိုတွေ့ဝင်နေတဲ့ relationship တွေနေနေရတော့ဒီလိုကာလမျိုးမှာအခြေအကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ပြက်ပြက်သားသားဖြစ်ပေါ်လာမယ့်အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့လက်ရှိတွဲနေတဲ့ကျွန်တော်တို့အဆင်ပြေနေတဲ့ relationship တွေနေနေရတော့ဒီလိုကာလမျိုးမှာကိုယ့်ရဲ့အခြေအကျိစရီမှာပုံပေါ်ပြီးတော့ အားကောင်းတဲ့ကောင်းမွန်မှုတွေကိုယ့်ရဲ့ချစ်သူစီကနေတဲ့ဆင့်တင်တာပေးမမှုတွေအချိန်ပေးမှုတွေဂရုစိုက်မှုတွေရရှိလာနိုင်တဲ့အချိန်ဤပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တွေ့ကြုံလာမယ်ဆန်းလှပိုင်းမှာစနေသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စတွေမှာလည်းခဏပြောလို့ပေါ့နော်ချစ်ချင်းမေတ္တာနဲ့ပေါ်ကျူးနေတဲ့အချိန်ချစ်ချင်းမေတ္တာအာဘယ်လိုကောင်းလဲဆိုအားကောင်းနေတဲ့အချိန်ဤပိုင်းခြားတစ်ခုဖြစ်ပါတ ။ဒါကြောင့်မလို့စကားပြောဆိုတာကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ဇနီးမယားကိုယ့်ရဲ့လေယောက်ျားကိုပြောဆိုတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့ဦးစားပေးပြီးတော့ပြောဆိုမယ်ဆိုရင်ကိစ္စတိုင်းအလိုလိုအဆင်ပြေမှုတွေရရှိနေတဲ့အချိန်ဒီပိုင်းကြားတစ်ခုဖြစ်ပါတယ်။တယောက်နဲ့တယောက်အတိုက်ခံတယောက်နဲ့တယောက်အမှားတယောက်နဲ့တယောက်အားနည်းချက်ကိုထောက်ပြောတာမျိုးမဟုတ်ပဲねချစ်ချင်းမေတ္တာနဲ့အာကျွန်တော်တေးကြ၆ပြအာတေးကြထောက်ပြမယ်တေးကြပြောဆိုဆုံးမမယ်ဆိုလို့ရှိရင်ဒီလိုကာလမျိုးမှာအိမ်တော်ကြီးကိစ္စအနေနဲ့ပတ်သက်တဲ့ဘယ်ပြတ်တနာမဆို ြေရှင်းနိုင်တဲ့အခြေအနေအပိုင်းကြတစ်ခုဖြစ်တယ်လို့ဘေးနားအနေနဲ့တိုက်ခိုက်နေတာမျိုးဘေးနားအနေနဲ့ကိုယ့်ရဲ့အာမိသားစုတွေကိုမလုံမုံထားပြုလုပ်နေတဲ့လူတွေကိုလည်းအကောင်းဆုံးတုတ်ပြန်ကြော်လွားနိုင်တဲ့အခြေအနေအပိုင်းကြတစ်ခုကိုရရှိလာမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့တွေ့ကြုံလာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍဖြစ်ပါတယ်။ဒီကာလမှာဝန်ထမ်းတွေဟာကိုယ့်ရဲ့လုပ်ဖို့ကံပတ်တွေနဲ့လှုပ်ဆောင်တဲ့အခါမှာအဆင်မပြေတာမျိုးအတ္တကြီးနေတဲ့လူတွေနဲ့တွဲဆက်ပြီးတော့လှုပ်ဆောင်တာမျိုး နောက်တော့ကိုယ့်ရဲ့လုပ်ငန်းတာဝန်မဟုတ်ဘဲနဲ့သူများတာဝန်တွေပါယူပြီးတော့ထမ်းဆောင်နေရတာမျိုးတွေကိုလုပ်နေရတဲ့အလုပ်ကပုံမှန်မဟုတ်ဘဲနဲ့ပုံမော်တော့ကိုယ့်ရဲ့လုပ်ငန်းအအလုပ် site ထုတ်ပြီးတော့လှုပ်ဆောင်ရတာမျိုးအချိန်ပုံမူပြီးတော့လှုပ်ဆောင်နေရတာမျိုးတွေတွေ့ကြုံလာလို့ပုံမူပြီးတော့လှုပ်ဆောင်ရတဲ့ကိစ္စတွေမှာလည်းကိုယ့်အတွက်အကျိုးမြတ်ရရှိမှုအားနည်းပြီးတော့တာမန်တိုင်းပြုလုပ်နေရဆိုလိုချင်တာကဗျာ အလုပ်တာပို့လို့ရတာလာစာမတူလာဘူးဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းတွေမှာနည်းနည်းလေးမကြည်နက်စရာတချို့တွေနဲ့ကြုံတွေ့လာရတတ်တယ်။ပြီးတော့ကိုယ်နဲ့အရန်ချိရတယ်၊ကိုယ်နဲ့အရန်ခေရတယ်၊ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေအလုပ်ပြောင်းသွားတာမျိုးအလုပ်ရွှေ့သွားတာမျိုးဌာနပြောင်းသွားတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ဒီလိုကာလတွေမှာလည်းတွေ့ကြုံလာရနိုင်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးဟာစန်းလာပိုင်းမှာကြုံတွေ့လာမဲ့စနေသားသမီးတွေရဲ့ကန့်အဆိုးကောင်းဖြစ်တဲ့အတွက်ကြောင့်စနေသားသမီးတွေဒါလေးကိုတေချာနားထောင်ပြီးတော့ကိုယ့်ရဲ့ ယ်နေရာမှာအားတာလဲဘယ်နေရာမှာအားကောင်းလဲတုံးတက်ပြီးတော့ကိုယ့်ရဲ့တလတာကိုအကောင်းဆုံးကျော်ဖြတ်နိုင်ပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ပဲဒီဗီဒီယိုကိုဒီမှာပဲကျန်းသာပြပြပါခင်ဗျာ